င်းတွေကတော့မွန်ချက်လက်ရလဲရှိသလိုဒီရိုးရောင်းတဲ့စိတ်သားကြက်သားဝတ်သားအားလုံးကိုလည်းအနီတို့ကမွန်လမြိုင်နေ့စနစ်အတိုင်းပေါ့အနှစ်ကိုတေချာကြကြနာစီတပ်ပြီးမှချက်ထားတာဖြစ်တဲ့အကြောင်းအရသာကတော့တမူထူးကြအောင်တော့လုပ်ထားပေးပါတယ်ချက်ထားပါလားအနီကမူးရုံသူဇာတိပါအဲမူးရုံသူဇာတိဖြစ်တဲ့အကြောင်းဆိုင်နာမည်ကိုလည်းမူးရုံသူလို့ပဲပေးခဲ့တာပါဆိုင်မာသမင်းအားစားရင် အရွက်ကြော်နှမျိုးအပုတ်တစ်မျိုးအရေသောက်တစ်မျိုးနဲ့ငပိတိုးစရာငပိတောင်အစုံနဲ့ငါတော့မြေတားလက်ဆောင်နဲ့ချပေးတယ်ထမင်းနဲ့ဟင်းကိုပဲရောင်းတယ်ပေါ့ကြတဲ့အရန်ဟင်းမီလို့ကတော့ထူးထူးခြားပေါ့ပဲကြီးနှတ်တို့ဘာလို့စမ်းပြရတာလဲဆိုတော့ကျမတို့ကရောင်းပါတယ်ကျန်တာတွေကတော့မရောင်းဘူးအနည်းဆုံးကတော့အရန်ဟင်း၃မျိုး၄မျိုးပေးပါတယ် င်္ဂလာပါမနမေကတော့အနိငယ်လို့ခေါ်တာအများကတော့အနိငယ်ပဲခေါ်ကြတာပေါ့နော်ဘုန်းတော်သမင်းဆိုင်ဖွင့်ခဲ့ရည်ချက်ကတော့မှန်တမ်းပြောရင်အနိတို့ကမင်္ဂလာဆောင်လုပ်ငန်းတွေလုပ်တယ်ကျန်တဲ့ fashion လုပ်ငန်းတွေလုပ်တယ်ဒါပေမဲ့အဲ့ကိုဗစ်ကာလဖြစ်သွားတဲ့အချိန်မှာကိုကလည်းငင်းငိမ်မနေနိုင်တဲ့လူဆိုတော့ကဲငါတို့ online ကနေစရောင်းမယ်ဆိုပြီး2020ခုနှစ်မှာ online ကနေပြီးတော့စရောင်းတာအဲ online ကနေအဲ့အဒီပေါ်မော်လမြိုင်စားစာတွေစရောင်းတာရောင်းရင်ရောင်းရင်နဲ့မှားတဲ့လူရမ်းများလာတဲ့အခါကျတော့မှ ိုင်ဖွင့်လိုက်တာ2020တည်းတရက်တလမှာဖွင့်လိုက်တာ21ပေါ့အဲ့မှာစဖွင့်လိုက်တာပါ21 20တည်းကနေယောဂီကျောင်းလမ်းမှာအဲယောဂီကျောင်းလမ်း MICD ဘက်နေပေါ့အဲ့ဒီမှာမူတုံတို့ပင်ရင်းစဖွင့်ခဲ့တာတရက်တလ2021ပေါ့ online စာရောင်းတာ2020မှာ covid စဖြစ်တော့ online စာရောင်းတာအဲ online နဲ့ပဲ delivery တွေပို့တယ် online နဲ့မှာတယ်အဲ့ဒါလေးနဲ့ပဲစပြီးရောင်းခဲ့ရင်းနဲ့မှအမှန်တော့ covid ဖြစ်လို့အားနေလို့လုံလိုက်ရင်းနဲ့မှအဲ့လိုဖြစ်သွားတော့ဗောနော် ဒီလိုဆိုင်ဖွင့်နေပြီးဖြစ်သွားတာအဲဆိုင်ခွဲလို့မဟုတ်ဘူးမအတဆိုင်မဲဖွင့်တာအဲအဲ့ယောဂီကျောင်းလမ်းမှာမဖွင့်ပြတော့ဘူးနဲ့အခုဂျုံငမ်းမဲဖွင့်ထားလိုက်တယ်အဲ KS collection လို့မှုတော့သူတို့ဂျုံငမ်းမဲဖွင့်ထားလိုက်ပြီးတော့ဒီဘက်နေရာမှာပဲအင်းဆိုင်လမ်းမကိုပြောင်းရွှေ့လိုက်တာဒါကတော့နန်းတက်လမ်းအာလင်၅ဆင့်ဖရားနဲ့ Pro 1ကြားမှာ Pro 1ရဲ့ကြားပေါ့နန်းတက်လမ်းမပေါ့ဆော့ဝိုင်းကုန်းနဲ့ပုံနေတာပေါ့မူတုံသူလို့ဂူခဲမှာထောက်လိုက်ရင်လည်းပေါ်ပါတယ်အာအနီတို့မူတုံသူသမဲဆိုင်မှာတော့မော်လမြိုင်မိုးရင်ကား ခြေစိမ်တော့မဟုတ်ဘူးမလုံးမမွေးငါခြေစိမ်မွေးငါမဟုတ်ဘူးရိုးရိုးမွေးငါပေါ့မလမြိုင်မွေးငါခုစစ်စစ်နဲ့ချက်ထားတာရတယ်ပြီးတော့မလမြိုင်ဘူးသီးကျော်ငပောင်းကျော်လို့ခေါ်တာပေါ့မလမြိုင်ဘူးသီးကျော်ငပောင်းကျော်ပဲရီမောက်ကျော်ကြက်သွန်ကျော်မြင့်ခွာရဲကျော်အာလူးကျော်ဘရာကျော်အစုံရပါတယ်အာပြီးတော့မလမြိုင်အကျော်ကျင်နဲ့အဲဝင်နေငမရရင်နဲ့မကြီးမဲနဲ့ကြကြနနာဆက်ထားတဲ့အကျော်ကျင်လေးနဲ့မလမြိုင်အချင်းလေးနဲ့ပေါ့စားလို့ရပါတယ် ပြီးတော့မော်လမြိုင်အစုံတုံးမော်လမြိုင်ထမင်းတုံးမော်လမြိုင်ကြောက်ပွင့်တုံးတင်မောသီးတုံးအတုပ်တွေလည်းရတယ်နန်းကြီးတုံးလည်းရပါတယ်အတုပ်မျိုးစုံရတယ်နော်ထမင်းဟင်းနေနေကကြတော့ဟင်းတွေကတော့မွန်ချက်လက်ရလည်းရှိသလိုဒီရိုးရောင်းတဲ့စိတ်သားကြက်သားဝတ်သားအားလုံးကိုလည်းအနီတော့ကမော်လမြိုင်နေ့စနစ်အတိုင်းပေါ့အနှစ်ကိုတေချာကြကြနာစီတက်ပြီးမှချက်ထားတာဖြစ်တဲ့ကြောင့်ရတာတော့တမူထူးကြအောင်တော့လုပ်ထားပေးပါတယ်ချက်ထားပါအနီကမူးတော်လူဇာတိပါ ။အဲမူရုံသူဇာတိခရဲကြောင့်စိုင်းနာမည်ကိုလည်းမူရုံသူလို့ပဲပေးခဲ့တာပါ။ရတယ်ဝတ်မယန်းရတယ်။ဝတ်မယန်းဆိုမယန်းများနဲ့ချက်ထားတာပေါ့ဝတ်တောင်းမယန်းများနဲ့ချက်တာရတယ်။နောက်တစ်ခုကအာငဖဲမွန်ချက်ကြက်မွန်ချက်မယန်းများနဲ့မြုပ်ဒီစိမ့်နဲ့ကာကရစ်မွန်ချက်အဲ့လိုမျိုးလည်းရပါတယ်။ပြီးတော့အာနောက်တော့တကြံကြော်ပေါ့ငချောက်ထောင်းကြော်တရက်တီနဲ့ကြော်တာပေါ့။အဲ့ဒါလေးလည်းရတယ်။ကြံနဲ့ဟင်းလျာတဲ့တော့စိတ်သားဝတ်သားကြီးသားဆက်သားတော်ဝဲအကုန်လုံးရတယ်ကြက်ကလေးကြက်အဲ့လိုမျိုးလည်းရတယ်နောက်ပြီးတော့ဟိုနေမော့ ကြက်ကလေးစားအကြက်အသဲမြက်စိတ်ကလေးစားဝက်ကလေးစားပြင်တခြားဟင်းရာတွေပေါ့ငရန်တန်းတလွန်တို့ငမွေတို့ငပြင်းမဘဲဥချင်းအစုံမဲရပါလေရှင်ဟုတ်အန်ဒီတို့ကအရန်ဟင်းလေးတွေအားကြတော့လေတီးကြဟင်းတွေပဲရောင်းတာပဲကျင်းတဲ့တို့ဘာလို့ပဲရောင်းတာကျန်တာတွေကတော့တစ်နေ့ကိုအရန်ဟင်းအနည်းဆုံး2မျိုးကနေ3မျိုးအရွက်ကြော်အတုပ်3မျိုးပေးပါတယ်ပြီးတော့အရေတော့ပေးတယ်ငပိတိုးစရာပေးပါတယ်ဆိုင်မှာသမင်းအားစားရင်အရွက်ကြော်1မျိုးအတုပ်1မျိုးအရေတော့1မျိုးနဲ့ငပိတိုးစရာငပိတောင်အစုံနဲ့ ဒါတော့မြေတားလက်ဆောင်နဲ့ချပေးတယ်။ထမင်းနဲ့ဟင်းကိုပဲရောင်းတယ်ပေါ့။ကြကြံနဲ့အရန်ဟင်းမီနူကတော့ထူးထူးခြားခြားပေါ့။ပဲကြီးနတ်တို့ဘာတို့စံပြရတာလေဆိုတော့ကျမတို့ကရောင်းပါတယ်။ကြံတာတွေကတော့မရောင်းဘူး။အနည်းဆုံးကတော့အရန်ဟင်း၃မျိုး၄မျိုးပေးပါတယ်။မနေ့6နိုင်ခွဲနဲ့ည6နိုင်ခွဲဒီဖွင့်ပါတယ်။နောက်ပိုင်းကျရင်တော့နောက်ပိုင်းကျရင်တော့ညနေခင်းထမင်းကြော်တွေပါဆက်ဖွင့်ဖို့လည်းစီစဉ်နေရှိပါတယ်။အာဟင်းပွဲလေးတွေကတော့စားစားပဲ။ဟင်းရဲ့ဈေးနှုန်းက8000 8000 9000 1000 1200ဟင်းမျိုးစားပေါ့မူတည်ပြီးတော့ပေါ့။ ရှိပါတယ်။ပဇွန်တို့စီပြန်ဆိုရင်နှစ်ကောင်ကောင်ကြီးနှစ်ကောင်ပေးပါတယ်။တပေါင်းခွဲပဲရောင်းတယ်။ကောင်ကြီးနှစ်ကောင်ပဇွန်တို့စီပြန်တပေါင်းခွဲပဲရောင်းပါတယ်။အာဒီနာနီးတဝိုက်ဆိုရင်တော့ခလေးတွေကဒလီကပို့ကမอยู่ဘဲနဲ့ပို့ပေးတာပေါ့နော်။အားလုံးပို့ကမอยู่ဘဲနဲ့ပို့ပေးတယ်။အာ graph နဲ့မှာလို့ရပါတယ်ပေါ့။ graph ကတော့ခုဟိုဘက်လိမ့်စာနေဒီဘက်ကိုရွှေ့တော့နည်းနည်းလေးတလေးဖြစ်နေခဏနောက်တရက်နဲ့ဆိုတော့ရောက်ပါလိမ့်မယ်။နောက်ပိုင်းဆိုရင်တော့ graph နဲ့ရမှာပေါ့နော်။ အာလိုက်ပွဲရတယ်ရတယ်သမင်းလိုက်ပွဲတဘောတစ်ထောင်ပါပဲဟုတ်မွန်ရတာစစ်စစ်မွန်ဟင်းရစစ်စစ်လဲစားကျင်တဲ့လူတွေပဲဖြစ်ဖြစ်ဗမာဟင်းရကိုလက်ရကောင်းကောင်းလေးနဲ့စားကျင်နေပဲဖြစ်ဖြစ်ပေါ့မူးတုံတို့မှာတစ်ခါလောက်ကြွလန်းပြီးစားကြည့်ပါလို့ကောင်းနေဆိုလဲဆက်အားပေးဒုအတာရှိလဲကြံကြံလေးပေးဖို့လဲပြိတ္တကြီးကိုပြောချင်ပါတယ်အကောင်ဆုံးနဲ့အတန်ရှင်ဆုံးဝန်ဆောင်မှုကိုတော့ကျမတို့စီစဉ်ဆောင်ရွက်ထားပါတယ်ရှင်။အဲအခုကတော့စဖွင့်တာဆိုတော့အနည်းတော့ထွက်ပါတယ်။ပြင်းပြင်းကတော့6ပြီ8ပြီ9ပြီပေါ့အဲ့လောက်ပဲထွက်သေးတယ်။ မွေးငါကတော့ထွက်တယ်တော်တော်ထွက်တယ်အစားလူရတာတော်တော်ပြောကြတယ်သဘောကြတယ်တဲ့ကြိုက်တယ်ဆိုတချို့ကလည်းဒီနေရာကိုဖြတ်သွားရင်လည်းစားပြစ်သွားပြီးတော့သူတို့ကနေဒီနေရာလေးကိုဂူခဲကနေထောက်သွားတယ်နောက်တစ်ခါလိုက်မှတ်မိအောင်ဆိုပြီးတော့ဒီနားပတ်ဝန်းကျင်ဟုတ်တဲ့လူတွေလည်းဖြတ်သွားရင်လည်းဝင်စားပြီးတော့အကြံဉာဏ်လေးလည်းပေးသွားတယ်အရန်လည်းကြိုက်ကြပါတယ်သူတို့ကိုယ်တိုင်ကလည်းရန်စားလို့ကောင်းတယ်ပေါ့ခင်းအနှစ်ကစားအနီတို့ကဟိုဒီလိုမျိုးချက်တာမဟုတ်ဘူးအရင်ဆုံးအဲ့လိုပေါ့ဂျင်းချက်သွုံမျိုးချက်သွုံတွေကိုချက်ချာနာနာနိုင်နေကြအောင်လိတ်နေအောင်စစ်တပ်ပြီးမှ ချက်တဲ့ဟင်းလျာဖြစ်တဲ့အတွက်ကြောင့်အသားဆိုလဲလိမ့်နေအောင်စီတပ်ပြီးမှရေထဲသိမ်းထဲမယ်အဲ့လိုမျိုးပေါ့ထားချက်တာနဲ့စီလေးသားလိုက်ဘုံဆိုအသားအောင်ထက်လိုက်ဘုံဆိုရေလောင်းထက်လိုက်အဲ့လိုမျိုးတော့အရင်တော့မချက်ဘူးအရင်တော့ချက်ရင်တော့အဓိကစီကိုလိမ့်နေအောင်တတ်ပြီးမှချက်တယ်အဲ့ကြောင့်ဟင်းလေးတွေအနှစ်လေးတွေဆိုလဲစီရမ်းကောင်းတယ်လေစီပြီးတော့စားလို့လည်းကောင်းတယ်ရတာလည်းရှိတယ်အဲ့လိုစားပြားစားသိမ့်အောင်ပေါ့အနီကိုတိုင်းစီစံခန့်ခွဲခန့်ခွဲတာပါပါတယ်အားနေတော့မင်္ဂလာဆောင်ရာသီအားဝိုင်းရင်ဒီဆိုင်မှာပဲလာနေတယ်တနေ့ကုန်နေတယ် နေပြီးအတော့မှအတော့တော့ပေးလိုက်တာပဲဟင်းဟင်းထက်ဆိုထည့်ပေးလိုက်တာပဲအကုန်လုတ်ပေးတယ်ကိုယ့်ကိုဘယ်နေရာရဲ့လို့မရွေးဘူးထိုင်ဦးမနေနိုင်အကုန်ဝင်လုတ်ပေးပါတယ်ဟုတ်အားလုံးကိုကျေးဇူးတင်ပါတယ်